အားလုံးမင်္ဂလာပါခင်ဗျာဝင်းဘော channel ကနေအားလုံးကိုကျေးဇူးပါတယ်ကျွန်တော်ဒီစနေနေ့မှာဆိုရင် Premier League ပွဲကောင်းတွေကံဖို့ရှိပါတယ်သူသဖြင့်ည9:00နာရီမှာဆိုရင် Burnley နဲ့ Chelsea တင်ပွဲတွေရှိမယ်ည9:00နာရီခွဲမှာဆိုရင် Liverpool နဲ့ Nottingham Forest တင်ပွဲတွေရှိမယ်ည12:00နာရီမှာဆိုရင် Newcastle နဲ့ Manchester City တင်ပွဲတွေရှိမယ်ဆိုတော့ပထမဦးဆုံးဒီ Burnley နဲ့ Chelsea တင်ပွဲတွေပေါ့ Chelsea နေနဲ့ဒီပွဲတွေကိုကံဖို့အတွက်ရေချက်တစ်ခုပဲရှိပါတယ်အဲ့ဘာလဲဆိုတော့အနိုင်ကံဖို့ပါဘာလို့လဲဆိုတော့ဒီပွဲတွေကသူတို့အနိုင်ရခဲ့ရင်အကျိုးမြတ်တွေအများကြီးရှိပါတယ် ူနံပါတ်1ဒီအဆင့်နဲ့နေရာကိုယာယီတန်းလှမ်းနိုင်မယ်နံပါတ်2အချက်အနေနဲ့အာဆင်နယ်နဲ့၃မှတ်กว่าအနေထားကိုရောက်မယ်နံပါတ်3အချက်တကယ်လို့နယူကာဆင်နဲ့မန်ချက်စတာစီးတီးတင်ပွဲစဉ်ကရလတ်တမျိုးတစ်ပုံဖြစ်ခဲ့တယ်ဆိုရင်ဒီတစ်ပတ်ထဲမှာတင်ချက်စီးအနေနဲ့အဆင့်နှစ်နေရာကို official တက်လန်းနိုင်မဲ့အခွင့်အရေးရှိနေပါတယ်။နောက်ပြီး Chelsea ဒီယာဒီမှာအဝေးခွင်းဖောင်ကောင်းပါတယ်။နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာဆိုရင် Tottenham Hotspur team ကိုအဝေးခွင်းမှာတကူးကူးပြီးဆိုတော့ရလိုက်တဲ့အနိုင်ရရှိခဲ့တယ်။တစ်ဖက်က Burnley team ကတော့ဒီယာဒီ အတင်းကြီးတွေနဲ့ရင်ဆိုင်ရမှာဒီသူတို့လက်ကစားပုံမာကြောတဲ့အတင်းတွေထဲမှာပါတယ်သူတပြင်သူတို့ရဲ့လောင်းဘောတွေသူတို့အားသာတဲ့ဒီအမြင်ဘောတွေကိုအားကိုးပြီးဂိုးရွအောင်ကြိုးစားလေးရှိပါတယ်နောက်ပြီးအေရီယာထိန်းထားမှာဆိုရင်သူတို့ရဲ့လောင်းရှော့တွေကဘလောက်ကောင်းတယ်ဆိုတော့ကျွန်တော်ပြီးခဲ့တဲ့ပွဲစဉ်တွေမှာမြင်တွေ့ရခဲ့ပြီးဖြစ်တယ်ဆိုတော့ဗန်လီနဲကလည်းဒီပွဲစဉ်မှာဒီ goal ရအောင်ကြိုးစားမှာသူတို့လည်း goal ရနိုင်ပြီရှိတယ်ဒီပွဲစဉ်ကတော့ Chelsea အတွက်အနည်းငယ်ခရခက်စစ်ကစားပွဲရှိနေပါတယ်နောက်တစ်ပွဲကတော့ Liverpool နဲ့ Nottingham Forest ပွဲစဉ်မှာဒီပွဲစဉ်ကတော့ ည9နာရီဝဲမှာကစားမှာဖြစ်ပါတယ်ဒီပွဲကတော့လီဗာပူးအနေနဲ့အင်ရှင်ပရိသတ်တွေကိုဖျော်ဖြေမှုပေးရမယ့်ပွဲဖြစ်ပါတယ်နောက်ပြီးဒီမန်ချက်စတာစီးတီးပွဲကအရှုံးကိုဒီပွဲတင်မှာပောက်ခွဲပြဖို့လိုအပ်ပါတယ်အာနီစတိုရဲ့လီဗာပူးတင်းကတော့ဒီနေ့အိမ်ဝင်ပွဲစဉ်တွေမှာအကောင်းဆုံးပုံစံရှိရလို့ပြောလို့ရတယ်သူတို့မထစ်မှတ်ဖယ်မန်ချက်စတာယူနိုက်တက်ကိုနှစ်ဂိုးတစ်ဂိုးနဲ့ရှုံးတာကလွယ်ရင်ဂျန်တဲ့ပွဲစဉ်တွေကိုအနိုင်ကစားထားတယ်။နောက်ပြီးလီဗာပူးအနေနဲ့နောက်လာမယ့်ပွဲစဉ်တွေကသူတို့ကြိုးစားမယ်ဆိုရင်ကြိုးစားသလောက်ထိတ်ဆုံးကိုရောက်နိုင်မယ့်အနေအထားမျိုးဖြစ်တယ်။သူတို့တစ်ဖက်သူတို့ ဒီပွဲပြီးသွားလို့ချင်းဝဆန်းတင်းနဲ့ဝေဝင်ဆိုင်ရမယ်ပြီးရင်အိမ်ဝင်းမှာဆန်လန်တင်းကိုကန်ရမယ်နောက်ပြီးဒီလစ်ယူနိုက်တက်ကိုဝေဖို့မှာသွားကန်ရမယ်နောက်ပြီးဒီဘရိုက်တန်ကိုအိမ်ဝင်းမှာကန်ရမယ်ဆိုတော့ရှေ့လာမယ့်၄ဝဲ၅ဘွဲလောက်ကလေဘာဦးအတွက်ဒီကိုကကြိုးစားမယ်ဆိုရင်အနိုင်ရဖို့အတွက်ရခိုင်တို့များတဲ့ပွဲစဉ်တွေပဲဖြစ်ပါတယ်နောက်ပြီးဒီလီဗာပူးဒီပွဲကိုနိုင်လိုက်ပြီဆိုရင်သူတို့လည်းဘာပဲပြောအာဆင်နယ်နဲ့၅မှတ်กว่าအနေထားကိုရောက်လာမယ်ဆိုတော့သူတို့ title race မှာဆက်ရှိခင်နေတဲ့ဆိုရင်ဒီပွဲစဉ်ကိုအနိုင်ကစားဖို့လိုအပ်ပါတယ်တစ်ဖက်ကဒီ ရှောင်းထိုင်းရဲ့ Northern Forest ကတော့ဒီရသည့်အဝေးကွင်းနိုင်ပွဲရရှိတာချင်းမရှိပါဘူး။နောက်ပြီးသူတို့ရဲ့အဝေးကွင်းကစားပုံကအိမ်ကွင်းကစားပုံလောက်မာကျုံးမှုမရှိဘူးဆိုတော့ကျွန်တော်တို့ဒီပြီးခဲ့တဲ့ဟိုပွဲစဉ်တွေမှာမြင်တွေ့ရခဲ့ပြီးဖြစ်တယ်။ဆိုတော့ဒီပွဲစဉ်ကလေပါဦးအတွက် chance ရှိတယ်။ပေါက်ပွဲပြရမယ့်ပွဲစဉ်လည်းဖြစ်ပါတယ်။နောက်တစ်ပွဲကတော့ Newcastle နဲ့ Manchester City တိုးပွဲတင်ပါ။ဒီပွဲတင်ကတော့ Manchester City အတွက်တရားရခိုင်တို့ခက်ခဲမဲ့ပွဲစဉ်တစ်ပွဲဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ Newcastle ကသူတို့ရဲ့အိမ်ခွင့်မှာဆိုရင် ဒီမာမာထန်ထန်ကစားလေးရှိပါတယ်သူတပည့်သူတို့အားသာတဲ့ physical ဘိုင်းကိုအားပြုကစားတတ်တဲ့အတင်းဖြစ်ပါတယ်တစ်ဖက်ကဒီ Manchester City တင်းကတော့သူတို့ရဲ့တိုက်စင်မှုကြီးဖြစ်တဲ့အားလိုင်းဟာလိုင်းကတော့နိုင်ငံသင်းတွက်ရောကလပ်သင်းတွက်ရောဂိုးတွေကိုဇက်တိုက်သွင်းယူပေးနေတယ်ဒီပွဲစဉ်မှာရောဟာလိုင်းတယောက်ဂိုးသွင်းယူနိုင်မလားကျွန်တော်တို့တစ်ချက်စောင့်ကြည့်ရမယ်ဒီပွဲစဉ်ကလည်းအရန်ကိုကြည်ကောင်းတဲ့ပွဲစဉ်တွေဖြစ်လာမှအသေးချာဖြစ်ပါတယ်ဆိုတော့တခြားတစ်ဖက်မှာဆိုရင်ကျွန်တော်ဘုံမောင်းနဲ့ဟော်ဆန်ဘက်ရှိမြဲဒီပွဲကလည်း9နိုင်ပွဲ ပွဲဖြစ်တယ်။နောက်တဲ့9နာရီခွဲပွဲစဉ်တွေကတော့ Brighton နဲ့ Bradford ပွဲစဉ်ရှိမယ်။ Fulham နဲ့ Sunderland ပွဲစသ်ရှိမယ်။ Wolverhampton နဲ့ Burnley ပွဲရှိမယ်။ဆိုတော့ဘယ်ဒီညမှာဘယ်တင်းတွေအနိုင်ရရှိမလဲ။ကျွန်တော်တို့ Chelsea အနိုင်ရရှိမလား။ Liverpool အနိုင်ရရှိမလား။ Manchester City တင်းအနိုင်ရရှိမလား။တခြားသောပွဲစဉ်တွေမှာဆိုရင်ဘယ်တင်းတွေအနိုင်ရရှိမလဲ။မှတ်ချက်ရေးပေးသွားလို့ရပါတယ်။အခုတော့ဒီဗီဒီယိုလေးနဲ့နှုတ်ဆက်ချင်ပါတယ်ခင်ဗျာ။